ငါအတန်းနိုင်ဆုံးညှိနိုင်ပေးခဲ့တယ်ဘာကြောင့်လဲသူတို့အတန်းသူတို့လိုချင်တာဒီ attention တစ်ခုလဲလားနောက်နေ့ season 4ပြိုင်မဲ့လူတွေကြည့်ပြိုင်နော်ကျွန်တော်အခုအရှိမခဏခဏပြောဘူးပါသူ dial လောက်တာမှန်လားမှားလားဆိုတာလူပြည်နာတာဘာတယောက်ကတော့ကိုယ်ကိုယုံကြည်ပြီးတော့ la app ဒါပြီးတော့ dial လောက်ပါလို့ကန်းလိုက်ရတော့ဘူးမဆူလို့မှာဘူးမဆူလို့ပါဘူးအဲဒါကျွန်တော်ကြားတော့ကျွန်တော် la ကန်းလိုက်တော့ကျွန်တော်လုံရဘူးဒါအပါတယ်ပြောတာ အကယ်၍သာကျမတို့တင်လိုက်ရင်လည်းဆဲကြမှာလေမတင်ပြန်တော့လည်းအခုမတင်ဘူးဖြစ်ပြန်အောင်ဗီဒီယိုကလည်းကျမကကျမတို့ကိုမဆဲဆဲအောင်လုပ်ထားတာဘောနော်အကြောင်းမျိုးမျိုးရှိမှာပေါ့ stress ပြားသွားထွက်ထွက်သွားတာများသွားအကြောင်းတရားမရှိပဲတဲ့လို့ဘူးမှမထုတ်ဘူးအကြောင်းရှိလို့ဖြစ်တယ်ဟုတ်လားအရှိမှလည်းပွဲတွေအများကြီးရှိရဗျာတော့ဘယ်တိုင်ရပြီမှာထွက်ထွက်ထွက်တာရှားဘူးလို့ကျမတို့အမားကိုလုံနေတယ်အဲ့ဒီပြိုင်ပွဲဝင်နေပတ်သက်ပြီးတော့ကျမတို့အမားဆိုတာကိုချပြပေးခြင်းနေတယ်အဲ့တော့ကျမဆဲခံနေရတယ်လိုက်ပြီးတော့သူတို့ထွက်တဲ့လူတွေကရှင်းရှင်းပြတာကြီးနားထောင်ရတော့စိတ် စိတ်မကောင်းဘောเนาะစိတ်မကောင်းအော်ဒါကြောင့်မလို့ဒီလိုပါလားဆိုတော့ကြည့်ရတဲ့အခါကျတော့မဖြစ်သေးဘူးဘိုးဆိုကြမယ်ပြောကြမယ်ခင်တယ်ဟိုကအခုချိန်ဒီဘာပြဿနာမှမရှိပဲတဲ့အခုဒီဟာကြမှာလားပြဿနာတက်ဆိုတော့အဲ့တော့ဟိုအဖြေရရှင်းပါတဲစဲလုတ်ပန်ထွားလို့ရရတဲ့သချင်းလေးပါဒီသချင်းလေးကိုကျွန်တော်တို့တမီးလေးတဲတဲပေါ့နော်တဲစုကြီးပြိုင်ပွဲဝင်တဲ့အချိန်တုန်းက ကျွန်တော်ဒီအခြေအနေကိုတဲစုကြီးရဲ့မျက်နှာအမူအရာခံစားချက်လေးကိုကြည့်ပြီးတော့ရေးထားခဲ့တဲ့အခြေအနေပါသူပြိုင်တဲ့အချိန်တုန်းက तू ကအားရခေါ်တဲ့မြန်မာနိုင်ငံကိုကူစားပြုပြီးတော့တခါတည်းပြိုင်ပွဲမှာဒီစစ်မင်းရထားကြီးနဲ့ဒီပြိုင်မှုရည်ရွယ်ထားပြီးတော့မှအဲ့ဒါကြီးကိုတင်ခွင့်မရတော့ तू စိတ်ထဲမှာစိတ်ခံစားချက်လေးအရင်ဖြစ်ပြီးပြည်ရည်ကြာပြီးတော့အဲ့ပြိုင်ပွဲကို तू ပြိုင်တဲ့အချိန်မှာသူ့ရဲ့ပုံပုံလေးအများကြီးပဲတက်လာတဲ့အချိန်မှာအဲ့ तू လက်ကျိုးထိုးပြီးတော့ကြည့်ရအကြည့်ရဒေးတဲ့ညနေကိုကင်ပြီးတော့ ဟိုပြစ်နေတဲ့ပုံကအဲ့ဒီပုံတွေကိုကြည့်ပြီးတော့ကျွန်တော်ဒီချင်းလေးရေးပြသွားတာပေါ့နော်ဖန်တီးနေတဲ့အချိန်မှာအဲ့မှာခေလာဆိုးရဲ့ဒိုင်လီကြီးလုပ်တဲ့ကိစ္စကရက်ကထထလာတော့ပရမနှစ်ခေါက်တော့ဘေးရထတဲ့အချိန်မှာကျွန်တော်မပြောသေးဘူးတတရတစ်ခေါက်တော့ကြာတော့အဲသူ့ရဲ့လှမ်းဆက်အဲ့ဆက်ဟောဒီအချိန်မှာအဲတပီးလေးကကြာပြီကြာပြီသူ့အမေလေးဖေးလေးဒီသားစုတွေတော့အဲအခုကဘကူကကျွန်တော်တပည့်ရင်းပေါ့နော်ဝင်တဲ့ချိန်နဲ့သူနဲ့ကလည်း ရီပါတွေဒီကြစားရေးတော့ဆိုတော့ကျွန်တော်တို့ခဏခဏစုံနေကြအဲတပီးဟိုလမ်းဟောဟောအဲ့တူလဲအဲ့မှာခဲထားတဲ့အချိန်ဟာဒီအချိန်အဲတဲတဲကိုလည်းဂုံပြူထားတဲ့ဟာလည်းဒီတိုင်းပဲထားမဲ့အစားတဲတဲမျက်တာလေးတဲ့ဒီအခုနရွှေအေးဒီဖန်တီးတယ်လို့ပြောတာဖန်တီးလိုက်ရင်တော့ကောင်းပါပဲဆိုတော့အဲနဲ့ကျွန်တော်စီစဉ်လိုက်တာအခုလည်းပိတ်ဆက်တွေအရင်သဘောကျကြမယ်လို့ထင်ပါတယ်ဗျာကျွန်တော်ထွေတာလေးတင်လိုက်တာတော့ဗျာတဲတဲရဲ့ဖန်တွေကဘာဖြစ်လို့ရုပ်ရှင်ကားကြီးတော့ရိုက်ဖို့အခုတော့အကြံပေးကြတယ် ကျွန်တော်အခုအရှိမခဏခဏပြောဘူးပါသူတိုင်လောက်တာမှန်လားမလားဆိုတာလူပြည်ညာတော့တယောက်ကတော့ကိုယ်ယုံကြည်ပြီးတော့လာအပ်လာပြီးတော့ဒိုင်လောက်ပါလို့ကန့်လန့်ရတော့ဘယ်သူမှဆိုလို့မသူမဆိုလို့ပါဘူးအဲဒါကျွန်တော်ကြားတော့ကျွန်တော်လာကန့်လန့်တော့ကျွန်တော်လုံရဘူးဒါပါတယ်ပြောတာကျွန်တော်အတွေ့အကြုံတွေဘလောက်များများကျွန်တော်ချပြလိုက်တယ်ကျွန်တော်ထောက်ပြလိုက်တဲ့ဟာကြီးအဲကိုထောက်ပြလိုက်တဲ့ခလေးကထားထားပါတော့ဗျာခလေးတက်ပါသချင်းဆိုရယ် ဒါဒီနေရာမှာတပိဒီနေရာမှာဒါလေးကတပိဆိုတော့ပါနေတယ်ဒါလေးကဒီလိုဟိုပုံတပိကဒီလိုလေးလာပြီးမှဒီလိုဆိုတော့ကိုယ့်ထက်ပူလို့သူကလေးလာတာဆိုကိုကအမှသွားပြီအာအခုခစ်ပြိုင်တဲ့ကလေးတွေကဝါဒနာပါလို့လက်တက်လာပြတဲ့လူတွေများသလိုတကယ်လေးလာပြီးတော့တကယ်ထစ်ထဝရင်ထဲမှာခံစားပြီးတော့တည်တည်ချာချာသူတို့ဒုပညာကိုချပြကြလို့လာပြတဲ့လူတွေကြီးပါဆော့တွက်လို့မရအောင်အဲ့တော့ ဒိုင်လူကြီးရဲ့လို့ ਆ သေးတယ်ဒီကလေးတွေကိုကိုကဒီမှန်လမ်းမှန်နဲ့တေချာဟိုဟာဖြစ်တဲ့အခါမှာအရေးချင်းချင်းရှိသလိုဆွဲတရမှာပေါ့ဟာကိုလူကြတော့မဆွဲတင်နဲ့ဒီလူကြတော့ကလေးမင်မျိုးလို့အတန်ရှင်မရမှာဆိုလို့အဲမျိုးတွေလုံးတွေတင်ပြကတ်လာကတော့မစစ်မှန်တော့ဆိုတော့အဲမျိုးတွေရှိတယ်တင်ပြကတ်လာပါတော့ဂီတလောကရလဲဘလို့ကတိုးတက်ပါလဲမဟုတ်ဒီနေ့တင်တဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒေါသထွက်သွားတာတခုပဲဩငါပြောတာသလိုမလုပ်ပေးဘူးအင်္ဂါအတက်နိုင်ဆုံးညှိနှိုင်းပေးခဲ့တယ်ဘာကြောင့်လဲသူတို့အတန်းသူတို့လိုချင်တာဒီအတန်းရှင်းတစ်ခုလေလား နောက်နေ့ season 4ပြိုင်မဲ့လူတွေကြည့်ပြိုင်နော်အဲအပြည့်ဘွဲကြီးကြတော့အာပထမတော့ဟာဟိုဟိုစိတ်တော့မဝင်စားပါဘူးဒါတဲ့ဟောကြည့်ပြီးတော့သဘောတရားတော့ကြာဘူးတော့ဒါတဲ့နောက်ပိုင်းရောက်လာပြီးအာဘလို့ချင်ပြီပဲနောက်ပိုင်းရောက်ရဘလို့ချင်လို့ချင်ဘူးဆိုတာကဆိုတာတခုခုကိုယ့်ဘက်ကစုပ်ဖက်တဲ့လူဆိုတာကစုပ်ဖက်ချက်ပန်တာမှားတာရှိတယ်ဆိုတော့ကိုယ့်ရဲ့အပြင်နဲ့ကိုယ့်ရဲ့အမှုပြကြအတွေ့အကြုံနဲ့ကိုယ်ဆုံးမဲ့ချက်ကပန့်နေဆိုပြီးပဲတဲ့တစ်ဖက်က သူ့ရဲ့ခံယူချက်နဲ့ပြည်သက်ကအမြင်နဲ့အဲ့ဒါထည့်မတွက်လို့မရဘူးအဲ့ဒါကိုထည့်မတွက်ဖဲနဲ့ကိုပြောချင်တာတွေပြောကိုလို့ရှိရလုပ်လို့ရှိရသူများပြောစရာဖြစ်သွားဘူးသူကအဲ့ဒီတခုခုကြောင့် attention ကြီးချပြီးတော့ attention ကြီးရပြီးတော့အဲ့ဘူးလို့ဖြစ်ချင်ကျမတို့ဘက်ကကောင်းပေးခဲ့တဲ့အရာတွေကိုတင်ပေးပါပြောတာရောသူတို့ကအဲ့လိုကောင်းပေးတဲ့အရာတွေကိုမတင်ပေးဘူးဆိုတော့ကျမတို့အမားကိုလုံနေတယ်အဲ့ဒီပြန်ဝင်နေပတ်သက်ပြီးတော့ကျမတို့အမားဆိုတာကိုချပြပေးခြင်းနေတယ်အဲ့တော့ကျမဆဲခံနေရတယ် အကြောင်းမျိုးမျိုးရှိမှာပေါ့စွတ်ပြားသွားထွက်ထွက်သွားတာများသွားအကြောင်းတရားမရှိပဲတဲ့လို့လူမပထုတ်ဘူးအကြောင်းရှိလို့ထွက်တယ်ဟုတ်လားအရှိမှာလည်းပွဲတွေအများကြီးရှိရဗျာကျော်ဘယ်တိုင်ရဘယ်တိုင်မှာထွက်ထွက်ထွက်တာကြားဘူးလို့ညီမအဲ့တော့ပါကဲဘယ်တိုင်ဘယ်နှခါထွက်ထွက်သွားလို့ပွဲအစဆုံးထိကြိုက်နေရဥစ္စာအခုကြမှာအဲ့လိုမျိုးဖြစ်တယ်ကြာအကြောင်းရှိလို့ပေါ့အဲ့ရှိရအကြောင်းကလည်းကိုပြန်သိရသလောက်ဆိုတော့ပြန်သိရသလောက်ဆိုတာဒီလိုပါဟိုလိုက်တွေ့ပြီးတော့သူတို့ထွက်တဲ့လူတွေကရှစ် ရှင်းပြတော့ရေးနားထောင်ကတော့စိတ်စိတ်မကောင်းဘူးပေါ့နော်စိတ်မကောင်းအော်ဒါကြောင့်မလို့ဒီလိုပါလားဆိုတော့ကြည့်ရတဲ့အခါကျတော့မဖြစ်သေးဘူးဘိုးဆိုကြမယ်ပြောကြမယ်ခင်တယ်ဟိုကအခုချိန်ကြီးဘာပြဿနာမှမရှိပဲတယ်အခုဒီဟာကြမှာလားပြဿနာတက်တယ်ဆိုတော့အဲ့တော့ဟိုအဖြေရရှင်းပါကျွန်တော်ဖန်တီးတော့ပြောတရားမဟုတ်ဘူးဒီကချင်းဆိုတော့ဟိုကော်ပိုရိတ်တယောက်သူဒိုင်မလို့ဖြစ်တဲ့အကြောင်းရယ်ခင်စရာဆိုမနေရကြအောင်သူလောက်ခဲ့တဲ့ဆိုတဲ့အကြောင်းရယ်သူတို့ရှင်းပြထားအဲရှင်းပြတဲ့မှာအဲအဲ့မှာအကြောင်းရယ်ပါရပါပဲပါနေရဆိုတော့ အမှန်ပဲမဖြစ်သေးဘူးပေါ့ဗျာသူကမလုပ်ပွဲမလုပ်ခင်ကစီကတ်သက်မဲ့ပြောဒိုင်လုံးပါလားလုံးမဲ့ဆိုလို့ရှိရဒါဒီလိုဒီလိုသူသူတို့ကြိုက်တဲ့လူပဲရွေးမယ်ဆိုတော့ဒီကိုရအဲ့လိုသဘောတူညီမှုထားရဒိုင်လုံးတဲ့လူကတေချာရွေးပြီးတော့မှဒီလူမခွန်တဲ့ဒီလူပေါ်ဆိုတော့တော့ကနေပြီးတော့ကွန်မန်းပေးနေဆိုတော့အဆင်မပြေတော့ဘူးဆိုတော့အားကြောင့်မလို့ထွက်ထွက်ကြတာဖြစ်မှာပေါ့